ဒီလူရဲ့တွဲဆုံမြန်ရအကျိုးဆိုပါတယ်အခုတွဲဆုံမြန်မြန်ကောင်းမှာကတော့မြန်မာညီညာရေးစင်တာရဲ့ညီညာရေးစီးပွားဆိုင်ရာဌာနရဲ့ဒေါက်တာတူဖြစ်တဲ့ဦးအောင်နိုင်ဦးနဲ့တွဲဆုံမြန်ကောင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဆရာမင်္ဂလာပါခင်ဗျမင်္ဂလာပါဗျာဟုတ်ကဲ့အခုဒီညီညာရေးဟိုဟာဖြစ်စဉ်ပေါ့နော်ဒီလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်အဆင့်ရောက်နေပြီလဲဘယ်လိုဖြစ်နေပြီလဲဆိုတာလေးကိုရှင်းပြရအောင်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အတူယုံပြောရရင်တော့ဗျာကျွန်တော်တို့ဒီအော်တိုဘာလ9ရက်နေ့တုန်းကကျွန်တော်တို့ဒီလက်နက်ကင်တိုင်းအင်အားစုတွေပေါ့နော် NCCD ပဲခေါ်ခေါ် ST ပဲခေါ်ခေါ်အဲ့ဒီဖွဲ့တွေနဲ့အစိုးရရဲ့ညီညာရေးဆွေးနွေးပွဲကိစ္စဟာအဆုံးသတ်သွားပြီ NCA လို့ခေါ်တဲ့နိုင်ငံလုံးဆိုင်ရာပြစ်ခတ်တိုက်ခိုက်မှုရစေးစာချုပ်လည်းပြီးသွားပြီပေါ့ဗျာပြီးသွားပြီဆိုတော့အခုဟာကလက်မှတ်ထိုးဖို့ပဲကြာတာပေါ့လက်မှတ်ထိုးဖို့ကိစ္စမှာကတော့ကျွန်တော်တို့အနေနဲ့ကဟလာဒီဒီကိစ္စတွေကိုအခုလောလောဆယ်ဆောင်ရွက်နေပါတယ် တော့လက်မှတ်ထိုးဖို့ကိစ္စမှာတချို့ကလည်းပဲ22ဖွဲ့ထိုးရမယ်တချို့ကလည်း16ဖွဲ့ထိုးရမယ်6လို့တချို့ကလည်းပဲ18ဖွဲ့ထိုးရမယ်အဲ့ဒီ16ဖွဲ့18ဖွဲ့ဆိုတဲ့စီးရင်နေရာလဲအစိုးရရဲ့စီးရင်နဲ့လက်ကန်အင်အားစုတွေရဲ့စီးရင်နေရာကွာနေတာရှိပါတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ပြန်ညှိရပါတယ်လက်မှတ်ထိုးနိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ရတာရှိပါတယ်အဲအဓိကကတော့ဒီလက်နက်ကန်တိုင်းသားအင်အားစုတွေအနေနဲ့အစိုးရစီက ဒီလက်မှတ်မထိုးတဲ့ပုံကိုယ်တွေစသဖြင့်ပေါ့နော်ဒီမထိုးနိုင်သေးတဲ့အဖွဲ့အစည်းတွေအတွက်ကိုဘယ်လိုအာမခံချက်ရနိုင်မလဲသူတို့အတွက်ဂျန်တဲ့လူတွေအတွက်ကိုဘယ်လိုအာမခံချက်တွေထပ်ပြီးပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတနဲ့တွေ့ဆုံကျင်တယ်ဆိုတဲ့အတွက်နိုင်ငံတော်သမ္မတလည်းခွင့်ပြုတဲ့အတွက်ကျွန်တော်စက်တင်ဘာလ9ရက်နေ့မှာကျွန်တော်နေပြည်တော်မှာကျွန်တော်တွေ့ဆုံခဲ့ပါတယ် အဲဒီတွေ့ဆုံပွဲမှာတော့ကျွန်တော်တို့ဒီကချင်ဟလာအော်ကရင်ကချင်မွန်နောက်ပြီးတော့အာရှမ်းနောက်ပြီးတော့မှကျွန်တော်တို့ဟိုကရားပေါ့ဗျာ KNPP အဲ့ဒီကောင်းဆောင်၅ဦးအပြင်ကို တခြားဟလာ SD လို့ခေါ်တဲ့ Senior Delegation ပေါ့နော်အစိုးရညီနိုင်ရေးအဖွဲ့ရဲ့အဲကောင်းဆောင်တွေလည်းပါတယ်စုစုပေါင်း၉ဦးပေါ့သူတို့ဟာဒီနိုင်ငံတော်သမ္မတနဲ့ တွေ့ပြီးတော့မှခုနကိစ္စတွေကိုကျွန်တော်တို့အဲဆွေးနွေးခဲ့ကြပါတယ်အဲဆွေးနွေးခဲ့ကြပြီးတဲ့အခါမှာအဓိကထွက်ပေါ်လာတာကတော့နိုင်ငံတော် သမ္မတကြီးကဒီစက်တင်ဘာ29ရက်နေ့မှာလက်မှတ်ထိုးခြင်းတယ်လို့ပြောပါတယ်အဲ့တော့လက်နက်ကင်ရာစုတွေကလည်းသူတို့မှာအချိန်လိုပါတယ်လို့ပြောတယ်အဲ့ဒီအတွက်အောက်တိုဘာလလယ်လောက်ထိုးနိုင်မလားလို့ပြောတဲ့အခါကျတော့သမ္မတကြီးကပထမပတ်မှာထိုးပါအောက်တိုဘာပထမပတ်မှာထိုးပါဆိုပြီးပြောလာတယ်အဲ့တော့ကျွန်တော်တို့ကအခုဟာက ဒီအော်တိုဘာပထမဘက်မှာကျွန်တော်လက်မှတ်ထိုးဖို့အတွက်ကိုကျွန်တော်တို့ပြင်ဆင်နေပါတယ်လက်နဲ့ကင်တိုင်းတိုင်းအင်အားစုတွေနဲ့လည်းကျွန်တော်တို့အခုညှိနှိုင်းနေပါတယ်အခုကျွန်တော်တို့ဒီဟာတစ်ဖွဲ့ချင်းမိုင်ကိုဒီနေ့ပဲထွက်ခွာသွားပါပြီမနေ့ဖန်ကြရင်ကျွန်တော်လည်းဆက်လိုက်ပါမယ်ပြီးတော့မှအဲ့မှာကြံတဲ့ဟလာခုနဒီ NCA တွေကမရှင်းတဲ့ကိစ္စတွေကျွန်တော်တို့ဆက်ရှင်းရမယ်အထူးသဖြင့်မရှင်းတဲ့ကိစ္စဆိုတဲ့ကိစ္စတွေမှာကတော့ဘာလဲဆိုတော့လက်မှတ်ထိုးပြီးလို့ရှိရင်ကျွန်တော်နိုင်ငံရေးဆွေးနွေးပွဲသွားရပါမယ်နိုင်ငံရေးဆွေးနွေးပွဲသွားတဲ့အခါမှာအ ျွန်တော်တို့ UBDJC လို့ခေါ်တဲ့ဘာပေါ့ဒီငញ្ញံရေးဆွေးနွေးပွဲဥဆောင်ကော်မတီပေါ့ဗျာပြောရရင်တော့အဲ့ဒီဟာဖွဲ့စည်းမှုတွေအတွက်ကျွန်တော်တို့ပြင်ဆင်ရပါမယ်ဆိုတော့တချို့ NC ထဲမှာရေးသားထားတာတွေဟာဟိုရှင်းရှင်းလင်းလင်းလဲရှိတာကအပြည့်အဝဖြစ်ပေမဲ့တချို့ဟာတွေမှာနိုင်ငံရေးရလိုအပ်ချက်လိုအပ်တဲ့အတွက်ခုနဒီနိုင်ငံရေးရလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းမလဲပေါ့အခုမှဥပမာဆိုလို့ရှိရင်နိုင်ငံရေးဆွေးနွေးပွဲလုပ်တော့မယ်ဆိုတဲ့အခါမှာ ြီးလက်နက်ကင်တိုင်းသားတွေရဲ့အစိုးရတွေမဟုတ်တော့ဘဲနဲ့နိုင်ငံရေးပါတီတွေပါလာတော့မယ်။အဲတော့ကျွန်တော် NCA ထဲမှာလည်းပဲနိုင်ငံရေးပါတီတွေပါလာဖို့အတီလင်းဖော်ပြထားတော့သူတို့ကိုစာချုပ်ရတော့လကောင်းဥပဒေရတော့လကောင်းဟလာလုပ်ငန်းစဉ်ရတော့လကောင်းနိုင်ငံရေးလိုရလိုအပ်ချက်ရတော့လကောင်းဘယ်လိုပုံစံမျိုးနဲ့ပါမလဲဆိုတဲ့ဟာတွေကျွန်တော်တို့ဆက်ပြီးတော့ဒီရက်ပိုင်းတွင်ကျွန်တော်တို့ညှိရပါမယ်ထပ်ပြီးတော့ပြီးတော့မှခုနလက်မှတ်ထိုးကိစ္စကျွန်တော်တို့စီစဉ်ဆောင်ရွက်ရမှာဖြစ်ပါတယ် နောက်တော့ဘက်မှာဒါလက်မဲ့ထိုးချောင်းပြီးတော့အဲ့ဒီမှာဘယ်နှစ်ဖွဲ့ပါမယ်ဘယ်လိုပါမယ်ဆိုတဲ့အပိုင်းတော့နော်ဆရာတို့ဒီ MEC မှာညိုင်းစင်တာဘောဘယ်လိုမျိုးရှင်နေတော်ဖို့ရှိတယ်ကျွန်တော်တို့ကြားနေတာပေါ့ဗျာနော်ဒါကတော့ဟိုအတိအကျလည်းပြောဖို့ခက်တာပေါ့နော်ဟိုအဲတေချာထိုးမဲ့အဖွဲ့6ဖွဲ့ရှိတယ်လို့ကြားနေတယ်ဟလာနည်းနည်းဟိုစိတ်ထဲမှာတိတိကျကျမဆုံးဖြတ်နိုင်သေးတဲ့အဖွဲ့တွေလည်းရှိနေတယ်ဟလာထိုးတော့ထိုးကျင်တယ်အာတိတိကျမဆုံးဖြတ်နိုင်သေးဘူးပေါ့တချို့ကျတော့လည်း ထိုးဖို့အခြေအနေလေးတစ်ခုလိုသေးတယ်ဆိုပြီးတော့ပြောနေတဲ့အဖွဲ့လေးလည်းရှိတယ်ပေါ့ဗျာနော်အဲ့တော့ဒါမဲ့အရေးကြီးတာတစ်ခုကအားလုံးကတော့မထိုးဘူးလို့ဘယ်သူမှလည်းမပြောဘူးထိုးဖို့လည်းလိုပါတယ်ဟောနိုင်ငံရေးဆွေးနွေးပွဲဆက်သွားမယ်ဆိုတာကဒီ NCA ပြစ်ခတ်ရစေးစာချုပ်ထဲပို့ရေးကြည့်ပါတယ်နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့သဘောကတော့ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်မလဲဆိုတာဆွေးနွေးကြတာဖြစ်တဲ့အတွက်ပို့ရေးကြည့်ပါတယ်သို့တော်လည်းပဲတချို့အဖွဲ့အစည်းတွေကမိမိတို့ရဲ့ constituency လို့ပြောမှာပေါ့ဗျာမဲဆန္ဒနယ်မြေတွေပြည်သူတွေသက်ဆိုင်ရာဟလာကောင်းဆောင်တွေတေချာရှင်းပြတာမရှိသေးဘူးခင်ဗျအဲ့တော့သူတို့တွက်ပြန်ရှင်းပြဖို့အချိန်လိုတယ်ပေါ့နော်အဲတချို့ကြတော့လဲအခက်ခဲလေးတွေတချို့ရှိနေတာလေးလည်းရှိတယ်ပေါ့ဆိုတော့အားလုံးတော့ထိုးကြမယ်ဒါပေမဲ့ဘယ်လိုပုံစံမျိုးနဲ့ထိုးမလဲဆိုတော့ကျွန်တော်တို့မပြောတတ်ဘူးအဲ့တော့အစိုးရဘက်ကတော့ရှင်းတယ်ခင်ဗျအစိုးရဘက်ကတော့သူကတော့ပုံဝင်လင်လင်ပြောရလို့ရှင်တော့လက်တွေ့ဆန်ဆန်စဉ်းစားဖို့ရှိတယ် ဆိုတဲ့သဘောကတော့အားလုံးပါဝင်မှထိုးမယ်ဆိုလို့ရှိရင်ဘလို့မှမပါနိုင်သေးတဲ့အဖွဲ့တွေရှိတယ်ဥပမာကိုကန့်ဆိုရင်ပြီးခဲ့တဲ့လ February လကနေပြီးတော့ဟလာဒီကိုကန့်ဒေတာမှာတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့အတွက်လူအမြောက်များတည်ဆုံးခဲ့ရတာဖြစ်တဲ့အတွက်အစိုးရကကိုကန့်ကိုတော့လက်နက်ချရမယ်ပြီးလို့ရှိရင်နိုင်ငံနိုင်ငံရေးလုပ်ငန်းစဉ်တွေပါပါဆိုပြီးတော့ပြောထားတာရှိတယ် TNL လို့ခေါ်တဲ့ပလောင်အဖွဲ့နဲ့ကနှစ်ဦးနှစ်ဖက်သဘောတူညီမှုစာချုပ်မချုပ်ဆိုရသေးဘူးဆိုတော့ဒီလိုအခက်အခဲမျိုးတွေလည်းရှိပါတယ် ဆိုတော့ဟိုအခြေခံပြောရလို့ရှိလို့ရှင်တော့အစိုးရရဲ့မူကအားလုံးကိုပါဝင်ရေးဖြစ်တယ်သို့တော်လည်းပဲတပြိုင်နက်တည်းပါဝင်ဖို့ကိစ္စမှာအခက်အခဲဖြစ်တဲ့အတွက်လက်တွေ့ဆန်းဆန်းထိုးကျင်တဲ့လူတွေနဲ့ထိုးပြီးတော့မှဟလာ ရှေ့ဆက်သွားဖို့ဖြစ်ပါတယ်အဲ့တော့အစိုးရအတွက်ကတော့တဖွဲ့နဲ့ပဲထိုးထိုးနှစ်ဖွဲ့နဲ့ပဲထိုးထိုးစာချုပ်ဟာ စာချုပ်ပါပဲဒီစာချုပ်အားလုံးကို လိုက်နာရမှာဖြစ်ပါတယ်အစိုးရဘက်ကဒီစာချုပ်ကိုလိုက်နာရမှာဖြစ်တယ်လို့ လက်နက်ကင်တိုင်းသားအင်အားစုတွေဘက်ကလည်းဒီစာချုပ်ကိုတိတိကျကျလိုက်နာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အားလုံးဟိုတေချာလိုက်နာရမယ့်စာချုပ်ဖြစ်တယ်။တဦးတယောက်ထဲပိုင်တဲ့စာချုပ်မဟုတ်တော့ဘဲနဲ့အားလုံးကပိုင်တဲ့စာချုပ်ဖြစ်သွားပါတယ်။ဒါဟာကျွန်တော်တို့အရေးကြီးတဲ့ကိစ္စဖြစ်တယ်။အဲ့တော့ဆိုရဘက်ကပြန်ပြောရမယ်ဆိုလို့ရှင်တော့လက်တွေ့ဆန်းဆန်းစဉ်းစားပြီးတော့ထိုးနိုင်တဲ့အဖွဲနဲ့ထိုးပြီးတော့မှကျန်တဲ့အဖွဲတွေကိုဟာလာပါဖို့အတွက်လမ်းဆက်ပြီးတော့ဖွင့်ပေးရမှာဖြစ်ပါတယ် မဟုတ်လို့ရှိလို့ရှင်အားလုံးပါမထိုးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီသက်ထိုးနိုင်မှုမလွယ်ပါဘူး။ဘဝလက်ရှိမှာဘယ်လိုမျိုးဒီအလုံးပါဝင်ရေးပေါ့နော်။တော့အမှုလည်းဒါပါဝင်တင့်ပါဝင်ထားတဲ့လူတွေပါဝင်ရေးပေါ့နော်။အဲ့လိုမျိုးဟိုသင်းလေးပို့တော့ပေါ့နော်။ဘယ်လိုမျိုးပြင်ဆင်နေတာရှိလဲ။လက်ရှိကာလမျိုးဟုတ်ကဲ့။ခုနကနှမျိုးပေါ့နော်။တမျိုးကတော့ NCA ပေါ့။တနိုင်ငံလုံးဆိုင်ရာပြစ်ခတ်တိုက်ခိုက်မှုရစေးစာချုပ်လက်မှတ်ထိုးဖို့။အဲ့ဒါကိုတော့ကျွန်တော်တို့အခုအလုံးပါဝင်နိုင်မယ်။အစိုးရအ ਨੇ ဆုံးတော့အစိုးရစည်းရင်းမှာရှိနေတဲ့လူတွေကိုပထမအဦးဆုံးပါဝင်နိုင်မှုအတွက်ကျွန်တော်တို့စူးစမ်းမှာဖြစ်ပါတယ်။ ီအတွက်ကျွန်တော်တို့ကြိုးစားနေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ shuttle diplomacy လို့ခေါ်တဲ့သွားလိုက်ပြန်လိုက်ဆွေးနွေးလိုက်အလို့သဘောတွေလည်းကျွန်တော်တို့အများကြီးနေ့တိုင်းနေ့ပါကျွန်တော်တို့ပြောနေပြောနေတာဖြစ်ပါတယ်ဒါကတော့ NCA နဲ့ဆိုင်တဲ့ကိစ္စပါအဲ့တော့နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စမှာကြတော့ကျွန်တော်တို့နိုင်ငံရေးကိစ္စတွေကတော့ကျွန်တော်တို့ NCA ထဲမှာချက်ပေါင်း30ကျော်လောက်ပါပါတယ်ဆိုတော့အဲ့အဲ့ဒီ30ကျော်ကို ဖြည့်ရှင်းနိုင်ဖို့အတွက်ကျွန်တော်တို့ကခုနပြောတဲ့ UPDJC ဆိုတဲ့ ဒီနိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီပေါ့ဗျာဒါဖွဲ့စည်းဖို့လိုပါတယ်ခုနကကျွန်တော်ပြောပြီးပြီအဲ့တော့ဖွဲ့စည်းဖို့လိုတော့အဲ့ဒီမှာကကျွန်တော်တို့အစိုးရရဲ့လက်နက်ကိုင်အင်အားစုတွေရဲ့နိုင်ငံရေးပါတီတွေရဲ့တခြားပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေပါဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီ NCA ထဲမှာအတိလင်းရေးထားပါတယ်တနည်းအားဖြင့်ပြောရလို့ရှိရင်ကျွန်တော်တို့ NCA ကိုလက်မှတ်ထိုးရခြင်းဟာကျွန်တော်တို့နိုင်ငံရဲ့ဒီလက်နက်ကိုင်ပြပခါကိုချုပ်ငြိမ်းမှုအတွက်ဒါအဓိကကြတဲ့ခြေလှမ်းဖြစ်ပါတယ်အဲ့တော့ ဒီစာချုပ်ကချုပ်ဆိုသွားပြီးရင်ဒီစာချုပ်ကိုချိုးဖောက်လို့မရပါဘူးဆိုတော့ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းအားလုံးဟာလေဒီစာချုပ်ပေါ်မှာပဲမူတည်ပြီးတော့ကျွန်တော်လုပ်သွားမှာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော် INCA စာချုပ်လက်မှတ်ထိုးပြီးလို့ရှိရင်24နာရီအတွင်းသက်ဆိုင်ရာတပ်ဖွဲ့တွေကိုအကြောင်းကြားရမယ်ဟလား9ရက်အတွင်းသက်ဆိုင်ရာတပ်ဖွဲ့တွေကိုလိုက်ရှင်းပြဖို့လိုတယ်နောက်ပြီးတော့14ရက်အတွင်းမှာဟလားနှစ်ဖက်ညှိနှိုင်းအစည်းအဝေးခေါ်ဖို့လိုတယ်အဲ့ဒီအစည်းအဝေးမှာ UBDJC လို့ခေါ်တဲ့ခုနနိုင်ငံရေးဆွေးနွေးမွဲဆွေးနွေးမှုဥဆောင်ကော်မတီပူးတွဲဥဆောင်ကော်မတီကိုဖွဲ့ဖို့လိုတယ်။အဲ့ဒါတွေပြီးလို့ရှိရင်အဲ့ဒီအဖွဲ့တွေကနေမှတဆင့်ခုနမူပေါင်းရေးဆွဲရမယ်ရပေါင်း60နောက်ပြီးတော့ရပေါင်း90နိုင်ငံရေးဆွေးနွေးပွဲလုပ်ရမယ်။ဒါတွေဟာကျွန်တော်တို့မဖြစ်မနေလိုက်နာရမယ်ကိစ္စတွေရှိပါဖြစ်ပါတယ်။အဲ့တော့တချို့ကဘာပြောနေလဲဆိုတော့မလိုက်နိုင်ရင်ဒါဟာဒီဒီ NCO ချုပ်ဖော်ရာဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ပြင်ဆင်မှုတွေကျွန်တော်အများကြီးလုပ်နေပါတယ်။ ကြိုတင်ပြီးတော့မှစီမင်းစည်းကမ်းတွေဟာ TOR တွေရေးတာတွေဆွေးနွေးနေတာအပြန်အလှန်ဟာလာဒီဖလှယ်မှုတွေကျွန်တော်တော်တော်များများကျွန်တော်တို့ပြုလုပ်နေပါတယ်။တနည်းအားဖြင့်ပြောရလို့ရှင်တော့ကျွန်တော်တို့ဒီဆွေးနွေးပွဲတွေကိုအချိန်မီလုပ်နိုင်ဖို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အော်တိုဘာလာဇန်းမှာလက်မှတ်ထိုးနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီဇင်ဘာလာဇန်းလောက်မှာကျွန်တော်တို့ framework ကိုအပြည့်အစုံဆွဲရမှာဖြစ်ပါတယ်။ပြီးလို့ရှင် January လထဲမှာတော့ကျွန်တော်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ဖြစ်ပါတယ်။အဲ့တော့ဒီမှာက ပြဿနာတစ်ခုရှိတာပါလို့ဆိုရွေးကောက်ပွဲရွေးကောက်ပွဲကကျွန်တော်နိုင်ငံအတွက်သိရေးကြည့်တယ်ဒါမှမဟုတ်ငင်း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 ကိစ္စမှာတော့နည်းနည်းကုလကလန်ဖြစ်သွားတဲ့သဘောရှိတယ်အဲ့တော့ရွေးကောက်ပွဲပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်သူတက်မလဲတော့ကျွန်တော်လည်းမပြောနိုင်ဘူးအဲ့တော့တချို့အသောအဖွဲ့အစည်းတွေကနောက်ဆိုးရကြမှာနောက်တက်လာတဲ့အဆိုးရကြမှာညီညာရေးဆွေးနွေးပွဲလုပ်ပါနိုင်ငံရေးဆွေးနွေးပွဲလုပ်ပါဆိုပြီးပြောတယ်။အဲ့တော့ကျွန်တော်တို့ကတော့အခုဇန်နဝါရီလမှာလုပ်မယ့်အစည်းနိုင်ငံရေးဆွေးနွေးပွဲအစအဖို့ပေါ့နော် ကျွန်တော်တို့ဒါဆုံးဖြတ်ချက်မှမယူဘဲနဲ့အားလုံးဟောပေါ့ foundation ချတဲ့ပုံစံမျိုးကျွန်တော်တို့လုပ်ဖို့စဉ်းစားနေပါတယ်အဲပြီးတော့မှနောက်ဒါအစိုးရလည်းဒီလိုပဲစဉ်းစားနေပါတယ်နောက်တက်လာတဲ့အစိုးရမှတဆင့်ခုနချထားတဲ့ foundation မှဆက်ပြီးတော့ဟာလာချီတက်သွားဖို့ပဲဖြစ်ပါတယ်နောက်လာတယ်မှာဒီ NCU နံပါတ်2ဖြစ်မှာဖြစ်ဦးသွားဆိုတဲ့အပိုင်းပေါ့နော်ဆရာတို့ဒီဘာဘာဒါစစ်ဆက်ညှိနှိုင်းနေတဲ့အပိုင်းတွေမှာဘယ်လိုမျိုးဆရာတို့ဟိုတက်ဆတာမျိုးရှိတယ်ခင်ဗျထိုးပြဖို့ကတော့သိကြတယ်ခင်ဗျ ျွန်တော်တင်္ဂနောသမရဥသိမ့်စိန်ကနေပြီးတော့စက်တင်ဘာ9ရက်နေ့မှာတိုင်းသားတွေကိုပြောလိုက်တဲ့နေ့ရက်စပြီးကျွန်တော်တို့ကတည်ကြသွားပါတယ်ပထမဆုံးကတော့ကျွန်တော်တို့မတည်ကြဘူးပေါ့နော်အခုတော့အော်တိုဘာပထမဘက်လို့ပြောတဲ့အတွက်အော်တိုဘာပထမဘက်မှာထိုးပြဖို့တည်ကြသွားပါပြီအဲ့တော့ရက်ကတော့အပြောင်းလဲရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ထိုးပြဖို့ကတော့တည်ကြသွားပြီဘာဖြစ်လို့ဆိုတော့ခုနကျွန်တော် ပြောတဲ့ရွေးကောက်ပွဲမထိုးပြလို့ရှိရင်အားလုံးဟာရွေးကောက်ပွဲနဲ့အလုရှုပ်ကြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ထိုးဖို့လိုတယ်ပြင်ဆင်ဖို့လိုပါတယ် နောက်ပြီးခုနပြောတဲ့မူပေါင်းဆံရဆွေးနွေးပွဲတွေကိုလည်းကျွန်တော်ခက်စိတ်စိတ်လေးလုပ်ဖို့လိုတယ်။အဲ့ဒါအတွက်လည်းကျွန်တော်တို့အားလုံးတိုက်တွန်းနေပါတယ်။ NCA ရတာလည်းထိုးလိုက်တာတက်ဝင်သွားတဲ့ပုံမျိုးမှရှိတယ်ပေါ့နော်အဲ့ရစားပြီးတော့ခုနပြောတဲ့အပိုင်းပိုင်းလေးရှိမှာပေါ့ရတပတ်ချင်းမလိုရမလဲပေါ့နော်အဲ့ဒီပိုင်းလေးရှိတယ်ပေါ့အဲ့တော့အဲ့ဒီလက်မှတ်ထိုးတဲ့အချိန်မှာဒီပေါ့နော်ဒီငါဖွဲ့လောက်နဲ့လက်မှတ်ထိုးလိုက်ရင်ပေါ့ဒီ NCA ရဒီတနည်းခွဲကြောင့်နည်းနည်းလေးပါလောက်ဒါဆွေးနွေးရတဲ့ပုံပေါ့နော်ဒီဟိုအားလုံးပြည့်ပြည့်စုံတဲ့ဒါစလုံးတစ်ခုလိုပဲဒါပြောရတယ်ပေါ့ ဒီ၄၅ဘလုံးနဲ့လက်မှတ်ထိုးလိုက်ရင်ဒီ NCA ကိုအသက်သွင်းလို့ရပြီလားကျွန်တော်ခုနပြောခဲ့ပါတယ်အအစိုးရအတွက်ကတော့တစ်ဖွဲ့နဲ့လက်မှတ်ထိုးလဲဒီ NCA ကိုအကောင့်ထဲပေါ်ရမှာဖြစ်တယ်နှစ်ဖွဲ့လက်မှတ်ထိုးလဲအကောင့်ထဲပေါ်ရမှာဖြစ်တယ်အားလုံးထိုးလဲအကောင့်ထဲပေါ်ရမှာဖြစ်တဲ့အတွက်သူ့အတွက်ကတော့ဘာမှပါသူကြပြီဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မလို့တစ်ဖွဲ့ထိုးထိုးနှစ်ဖွဲ့ထိုးထိုးတနေရာမှာတိကျတဲ့ငင်းငင်းရသွားရင်လည်းဒါနိုင်ငံအတွက်ကောင်းတာပဲဒါလက်တွေ့ဆန်တဲ့မူဝါဒလို့အဲကျွန်တော်အနေနဲ့ထင်ပါတယ်အဲ့တော့တကယ်တမ်းပြန်ကြည့်ဗျ ျွန်တော်တို့ဒီ NCA ဆိုတဲ့ဒီ NCA ဆိုတဲ့နိုင်ငံလုံးဆိုင်ရာပြစ်ခတ်တိုက်ခိုက်မှုရစေးစာချုပ်ကိုလက်မှတ်ထိုးဖို့ကိစ္စမှာတိုင်းသားတွေဘက်ကနေမြေလဲဆွန့်လို့ဆရာမလို့လက်နဲ့လဲချကြရမလို့နိုင်ငံရေးဆွေးနွေးပွဲကိုအေးအေးစီစီလေးလှမ်းလာရုံပဲအဲ့တော့တခုကောင်းတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီအပြစ်ခတ်ရစေးတွေကိုခိုင်ခိုင်မာမာဖြစ်သွားမယ်ပြိပခါတွေအပြစ်ခတ်ရစေးကြောင့်ပြိပခါဖြစ်ရင်ကျွန်တော်တို့ဖြစ်ရှင်းနိုင်မယ် ိုင်ငံရေးဆွေးနွေးပွဲကိုကျွန်တော်တို့စိတ်ချမ်းချမ်းသာသာနဲ့ကျွန်တော်တို့လုပ်နိုင်မယ်။ဟိုမှာတိုက်ပွဲတွေဖြစ်ဖြစ်နေရင်ကျွန်တော်တို့မလုပ်နိုင်။နောက်တစ်ခုကပါလဲဆိုတော့ဒီနိုင်ငံရေးဆွေးနွေးပွဲဆိုတော့ကျွန်တော်တို့ကရင်တစ်ဖွဲ့တည်းအတွက်မွန်တစ်ဖွဲ့တည်းအတွက်လောက်တာမဟုတ်ဘဲနဲ့တနိုင်ငံလုံးကျွန်တော်တို့ဖက်ဒရယ်နဲ့ဒီမိုကရေစီအခြေခံနဲ့အားလုံးပါဝင်နိုင်တဲ့ဟလာဒီနိုင်ငံတော်ဖြစ်ရေးပေါ့နော်ခုနပြောတဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တွေရှိတဲ့နိုင်ငံတော်ဖြစ်ရေးဖြစ်တဲ့အတွက်တိုင်းရင်းသားတွေမှာဘာမှဆုံးရှုံးစရာမရှိဘူးဗျတကယ်တမ်းလုံခြုံရေးဘက်ကပြောမယ်ဆိုရင်တော့ ဟလာဒီ NCA ထိုးပြီးလို့ရှိရင်သူကစီးတွေချလိုက်တာမျိုးဖြစ်သွားနိုင်တဲ့အတွက်ဟလာတချို့ဒေတာတွေမှာတောင်မှပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုအစိုးရကဘလို့မှဝင်ပြီးတော့လာပြောလို့ဆိုလို့မရတဲ့အနေအထားမျိုးတွေလည်းအများကြီးဖြစ်လာနိုင်တယ်ဆိုတော့ဒီလိုကိစ္စမျိုးတွေဟာဟိုဘယ်လိုခေါ်မလဲဆိုတော့နည်းနည်းလေး ဟိုအပြုတ်သဘောမဆောင်တဲ့ဘက်ကိုလည်းရောက်သေးရောက်သွားနိုင်တယ်ဒါတွေကခုနငင်းငင်းကြီးဖြစ်လို့ရှိရင်ငင်းငင်းကြီးဆိုတာကောင်းပေမဲ့ငင်းငင်းရဲ့နောက်ကွယ်မှာဟာလာငင်းငင်းရဲ့အတူပါလာတတ်တဲ့ခုနပြောတဲ့ကိစ္စတွေလည်းရှိတာပေါ့နော်သို့တော်လည်းပဲဒီပြဿနာတွေကိုဖယ်ပြီးတော့တိုင်းသားတွေစဉ်းစားမယ်ဆိုလို့ရှိရင်ဘာမှတခုမှဆုံးရှုံးစရာမရှိဘဲနဲ့နိုင်ငံကြီးဆွေးနွေးပွဲကိုလာရမှာဖြစ်ပါတယ်နိုင်ငံကြီးဆွေးနွေးပွဲမှာမကျေနပ်ဘူးဟာလာမပြေလည်ဘူးဆိုလို့ရှိရင်လည်းဆက်ဆွေးနွေးလို့ရတယ်ဒါကြောင့်မို့လို့ဟာလာ နိုင်ငံရေးဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုးဖို့နဲ့နိုင်ငံရေးဆွေးနွေးပွဲမှာပါဖို့ကိစ္စဟာတိုင်းသားတွေအတွက်အရေးကြီးတယ်လို့ကျွန်တော်တို့နိုင်ငံအတွက်လည်းအရေးကြီးတယ်။ဘာမှမဆုံးရှုံးတဲ့အတွက်ဒါဟာပါတဲ့ပါတိုက်တဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်မြင်တယ်။အထူးသဖြင့်တော့ဗျာတချို့ဒေသတွေမှာဖွံ့ဖြိုးရေးတွေလုပ်ချင်တယ်၊စီးပွားရေးတွေပြန်လုပ်ချင်တယ်ဟလား။ဘာလို့ငင်းငင်းကြီးလုပ်ပြီးလို့ရှိရင်ပြိပခတ်ဒေသတွေမှာစီးပွားရေးဆိုင်ရာပြန်လည်ဖော်ဆောင်မှုတွေကျွန်တော်လုပ်ပေးရမှာဗျ။အဲ့တော့အပြစ်ခတ်ချက်ဆဲထားတာမရှိဘူးဆိုရင်တော့အခက်အခဲရှိနိုင်တယ် ပြစ်ခတ်ရဆဲထားတယ်ဆိုရင်တော့ဘာဖြစ်မလဲဆိုတော့ခုနဖွံ့ဖြိုးရေးလုပ်ငန်းတို့အများကြီးကျွန်တော်တို့ဝင်လာကြရရှိတယ်ခုနတော့ကဒီပြည်သူတွေဟိုဒုက္ခတွေပြန်လာတာတို့အများကြီးဖြစ်နိုင်ကြရှိတယ်အဲ့တော့ NCA မထိုးရင်ဘာမှမဖြစ်ဘူးဆိုပေမဲ့နှစ်နာကျက်တည်းရှိနိုင်တယ် NCA ထိုးခြင်းအပြင်ဒီမှာအလုံးကတရားဝင်ဖြစ်တဲ့အဖွဲ့အစည်းဟလာစာချုပ်စာတမ်းတခုဖြစ်လာတဲ့အတွက်တခုခုဖြစ်ရင်လည်းဘယ်သူဖြစ်တယ်ဆိုတာကိုတိတိကျကျအဖြစ်ရှာနိုင်တယ်ဒါကြောင့်မို့ NCA ဟာကျွန်တော်တို့တမိုင်းမှာတခါမှမရှိဘူးတဲ့ လားစာချုပ်စာတမ်းဖြစ်တဲ့အတွက်အားလုံးဟာ မနှောင့်မနှေးနဲ့လက်မှတ်ထိုးသင့်တယ်လို့ဒါကျွန်တော်မြင်ပါတယ်ဒီကနေ့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 